လောင်ကျောင်းရင်ရှိတက်တိဟာညာဘက်တောင်ဝင်းကျောင်းရင်ထိုးစတဲ့အတန်းနဲ့ကျောင်းရင်ရတဲ့အိမ်သာဘက်ကိုစစ်ဆေးဖို့ထွက်လာခဲ့တယ်။ဒီနေရာကလူသူပြက်လက်ပြီးအဆောက်ကလည်းဥတ္တတိတယောက်တည်းပဲရှိတာပါ။ဒီနေရာကိုတရားရောက်လာမယ်ဆိုရင်လည်းဥတ္တတိမတိအောင်လာဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ဥတ္တတိရောက်လာတော့အိမ်သာထဲမှာလူရှိနေတယ်။အချိန်ကမနေ့ထဏာကြီးဖြစ်နေတော့ဒီအချိန်ကြီးအမြန်လမ်းပေါ်မှာဘသူကအိမ်သာလာတက်နေတာလဲဆိုတာဥတ္တတိလည်းမစင်စားကြအောင်ဖြစ်သွားတယ်။ဥတ္တတိလည်းအထင်းမှာဘာလုပ်နေတာလဲဆိုတာအတန်ချမ်းအောင်တကားပေါ်မှာနေရက်ကပ်ပြီးချားနာထောင်ကြည့်လိုက်တယ်။အထင်းကကျေလောင်လာတဲ့ဆွေညာတန်းကြီးကြောင့်ဥတ္တတိလည်း မျက်လုံးတွေဝိုင်းပြီးတော့ကြောက်လန့်သွားတယ်။ဒါပေမဲ့ဦးတက်တီကထပ်ပြေးလို့မရပဲတဝင်းရစစ်စင်းကြည့်ဖို့ဖြစ်လာပါတယ်။ဦးတက်တီကတကားကိုအသာလေးခေါင်းကြည့်လိုက်တော့စူညံတန်ကပိုကျလာတယ်။ဦးတက်တီကအနောက်ကိုဆွလိုက်တဲ့အချိန်မှာပဲအတန်တွေကအကုန်တိတ်သွားပြီးတကားချက်ကဖွင့်သွားတယ်။တကားကဖွင့်လာတော့ဦးတက်တီလည်းကြောက်ကြောက်နဲ့စစ်စင်းရတော့တယ်။ဦးတက်တီကခြေထောက်နဲ့တကားပေါ်တင်လိုက်ပြီးအရင်ဖျားဆူတောင်းပြီးတော့မှတကားကိုကန်ဖွင့်လိုက်တယ်။ဟုတ်တယ်ဒီကနေလူနဲ့နေအတွက်တော့အပိုင်းတင်ထားတဲ့တိုင်းခွက်တွေကိုအသင့်ပြင်လိုက်ပြီးအထက်မှာဘာပဲရှိရှိပြန်ချိဖို့ဆုံးဖြတ်လိုက်ပေမဲ့အင်တာထဲမှာဘာဆိုဘာမှရှိမနေပါဘူးအင်တာကန်းကရှင်းလင်းပြောင်းလဲနေပြီးလူတစ်ခါမှဝင်မထားသလိုဖြစ်နေပါတယ် ။ဟိုတရီကအင်တာကနေဝင်လာပြီးဘယ်သူမှမရှိတာတင်းချောင်းစစ်ဆေးပြီးတော့မှအထဲကိုပြန်ထွက်လာလိုက်တယ်။အဲဒီအချိန်မှာပဲရုတ်တရက်ကြီးပိုက်တွေကလှုံ့ရမ်းလာတယ်။အင်တာရီတွေကလည်းတဖြည်းဖြည်းနဲ့မင်းတက်လာပြီးရေဝောင်းအကြီးကြီးတလုံးကအပေါ်ကိုတက်လာတယ်။ရေဝောင်းကြီးကမျက်စိရှိမှကြီးစက်ကြီးလာတာကိုဦးသက်တိလည်းကြောင်ပြီးတော့ရက်ကြည့်နေမိတယ်။ရုတ်တရက်ရေဝောင်းကြီးကဖောင်းကနေပေါက်သွားတဲ့အခါဦးသက်တိလည်းကျွန်တော်တို့အားလုံးလုံးချမဲ့လမ်းကိုပဲယူလိုက်ပါရင်ဦးသက်တိကတကားကိုဝုန်းကနေပိတ်ကားပေါ်ခုံတက်ပြီးဒီနေရာကနေဝင်းဆုံးကိုမောင်းပြေးလိုက်ပါရော